္ဂလာပါခင်ဗျာမင်္ဂလာပါရှင်စက်တင်ဘာလ22ရက်စနေနေ့ VOA TV သတင်းလွှာအစီအစဉ်စတင်ပါပြီ VOA မြန်မာ TV သတင်းလွှာအပါဝင် VOA အာရှရုပ်မြင်သံကြားအစီအစဉ်တွေကို Asia Set 3ဂျိုရူကနေနေ့စဉ်24နိုင်ပတ်လုံးထုတ်လွှင့်ပေးနေပါတယ်နေ့စဉ်မနက်9နိုင်တိုင်းမှာမြန်မာပိုင်းအစီအစဉ်တွေကိုတင်ဆက်ပေးပြီးတော့နောက်နေ့မနက်အစီအစဉ်တွေမပြောင်းခင်အချိန်ထိအချိန်ချင်းထပ်မံထုတ်လွှင့်ပေးနေပါတယ် VOA ရဲ့နိုင်ငံတကာသတင်းတွေဒေတာရင်းနိုင်ငံတွေရဲ့ VOA အစီအစဉ်တွေဟောလိဝုဒ်အပါအဝင်ဂီတအမှုပညာဖျော်ဖြေရေးအစီအစဉ်နဲ့အင်္ဂလိပ်စာသင်ခန်းစာကိုလည်းကြည့်ရှုနိုင်ပါတယ်ဒီကနေ့အစီအစဉ်မှာမြန်မာအစိုးရပေါ်ထားတဲ့အမေရိကန်မူဝါဒကို ပြန်လည်သုံးသပ်ဖို့နဲ့ထိတွေ့ဆက်ဆံမှုကိုအရှိန်လျှော့ဖို့တွတ်တော်အမတ်တို့ကတောင်းဆိုလိုက်တဲ့သတင်းမြန်မာနိုင်ငံငင်းငင်းလုပ်ငန်းစဉ်တွေမှာအမျိုးသမီးတွေပါဝင်မှုကိုမြှင့်တင်ဖို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေတောင်းဆိုလိုက်တဲ့အကြောင်းတွေအပါအဝင်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီနဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီတို့ရဲ့ဆွေးနွေးပွဲနဲ့အိန္ဒိယနိုင်ငံကက်ရှမီးယားဒေသငြိမ်းချမ်းရေးနဲ့ကမ္ဘာလက်ခီးတဲ့လုပ်ငန်းအကြောင်းသတင်းဆောင်မတွေကိုလည်းရှုစားကြရမှာပါရှင်။မြန်မာအစိုးရဘက်ကစစ်မှန်တဲ့အပြောင်းအလဲတွေလုပ်ဖို့ရည်ရွယ်ချက် အမှန်တကယ်ရှိမရှိသက်သေမပြနိုင်သေးခင်မှာအမေရိကန်ပြည်ထောင်စုကထိတွေ့ဆက်ဆံရေးအရှိန်ကိုထိန်းထားတဲ့အကြောင်းအမေရိကန်ပြည်ထောင်စုအိုဟိုင်းယိုးပြည်နယ်ကအောက်လွှတ်တော်အမတ်စတီဗ်ချက်ဘော့ကပြောကြားလိုက်ပါတယ် The engagement process needs to slow down I believe until it becomes apparent that the Burmese regime မြန်မာပေါ်အမေရိကန်ပြည်ထောင်စုဘက်ကတိုးမြင့်ဆက်ဆံရေးဟာလက်တွေ့ကျရလားတင့်တော်ရလားဆိုတာကိုအောက်လွှတ်တော်နိုင်ငံရေးဆက်ကော်မတီမှာဂျာတာပရိနေကကြားနာဝယ်ကျင်းပပြီး ဆွေးနွေးကြတာဖြစ်ပါတယ်အတင်းဆောင်မခံနိုင်တဲ့နိုင်ငံရေးပြပြန်ပြောင်းလဲမှုနဲ့လူမျိုးရေးပြည်ပခါတွေရှိနေတဲ့မြန်မာနိုင်ငံရဲ့တဲတဲကွဲကွဲမရှိလှတဲ့လမ်းပြမြေပုံဆိုပြီးဂျာနာဘွဲကိုခေါင်းစဉ်တက်ဆွေးနွေးခဲ့တာပါဂျာနာဘွဲမှာဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ Republican အမတ် Steve Chubbuck ကအမေရိကန်အစိုးရအနေနဲ့မြန်မာအပေါ်ထားတဲ့မဟာဗျူဟာကို ပြန်ပြီးသုံးသပ်တဲ့လို့လည်းအကြံပြုထားပါတယ်ဂျာနာဘွဲမှာ ဆွေးနွေးခဲ့ကြသူတွေကတော့မြန်မာနိုင်ငံတွင်းကနိုင်ငံရေးနဲ့လူ့အခွင့်အရေးပြဿနာတွေကိုထောက်ပြပြီးအမေရိကန်ရဲ့ထိတွေ့ဆက်ဆံမှုတွေဟာအလင်းစလိုနိုင်လွန်းတယ်လို့ပြောကြခဲ့ကြပါတယ်။အထူးသဖြင့်တော့မြန်မာနိုင်ငံမှာလူမျိုးရေးဘာသာရေးကွဲလွဲမှုအပေါ်အခြေခံတဲ့သွေးတွက်တန်ယူပဋိပက္ခတွေကိုထောက်ပြကြပါတယ်။ဒီလိုနိုင်ငံရေးလူမျိုးရေးစိန်ခေါ်မှုတွေရှိနေတဲ့မြန်မာနိုင်ငံပေါ်အမေရိကန်အစိုးရက စီးပွားရေးအရာပြစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေအလုံးကြီးပါကိုဖယ်ရှားပြီးကုန်သွယ်မှုအထူးခံစားခွင့်တွေကိုပြန်လည်ပေးအပ်ခဲ့တာတွေအပေါ်အချိန်တန်ရက်လာပြန်သုံးသပ်ဖို့အောက်လွှတ်တော်နိုင်ငံသားရေးဆက်ဆံရေးဆက်ကော်မတီဆွေးနွေးပွဲမှာဘေးကွန်းထုတ်ခဲ့ကြပါတယ် ကမ္ဘာစီးပွားရေးမှာအာရှရဲ့အရေးပါမှုအခမ်းကဏ္ဍတွေကိုအဓိကဆွေးနွေးကြမဲ့စင်ကာပူထိပ်သီးညီလာခံကိုတက်ရောက်မင်းကုံပြောကြဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာစင်ကာပူမှာရောက်ရှိနေပါတယ်။စင်ကာပူနိုင်ငံဆိုင်ဝင်ကြီးလည်းဖြစ်တရားဥပဒေဝင်ကြီးလည်းဖြစ်တဲ့ကေရှမာဂန်ရဲ့ဖိတ်ကြားချက်နဲ့မနေ့ကစက်တင်ဘာ20ရက်နေ့ကနေ24ရက်နေ့အထိဒေါအောင်ဆန်းစုကြည်စင်ကာပူကိုသွားရောက်တာပါ။ ဒေါ်ဆန်းစုကြည်ရဲ့ခီးစဉ်အတွင်စင်ကာပူသမတတိုနီတန်ခမ်းရန်ဝင်ကြီးချုပ်လီရှန်လွန်၊ဂုံဒူးဆောင်ဝါရင်ဝင်ကြီးဂိုချောက်ထောင်၊လွှတ်တော်ဩဂတာဟာလီမာယာကော့အပြင်ဝင်ကြီးချုပ်ရုံဝင်ကြီးလည်းဖြစ်နိုင်ငံခြားရေးဌာနဒုတိယဝင်ကြီးလည်းဖြစ်တဲ့ Grace Phu နဲ့တွေ့ဆုံမယ်လို့စင်ကာပူနိုင်ငံခြားရေးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ဒေါ်ဆန်းစုကြည်နဲ့အဖွဲ့ကိုဂုံဒူးဆောင်ဝါရင်ဝင်ကြီးဂိုချောက်တောင်ကနေလဲစာတဲခင်းဖို့ရှိတယ်လို့လည်းပြောပါတယ်။ စင်ကာပူစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့အာဂရီလိုက်စားမှုစုံစမ်းရေးဘူရိုနဲ့ပညာရေးဌာနတွေကိုလည်းတွားရောက်လေ့လာဖို့အစီအစဉ်ရှိပြီးတော့ ITE နီးပညာကောလိပ်ကိုလည်းတွားရောက်လေ့လာဖို့ရှိပါတယ်။သူမရဲ့ခီးစဉ်အတွင်အသွင်ပြောင်းနေတဲ့မြန်မာနိုင်ငံဆိုတဲ့ခေါင်းစဉ်နဲ့မိန်ကုန်းကိုစင်ကာပူထိပ်သီးညီလာခံမှာပြောကြားဆွေးနွေးမှာဖြစ်တယ်လို့စင်ကာပူစီမံခန့်ခွဲမှုပညာတက္ကသိုလ်မှလည်းဟောပြောပို့ချမှုတစ်ခုပြုလုပ်ဖို့ရှိတယ်လို့စင်ကာပူနိုင်ငံသားရေးဌာနကပြောပါတယ်ရှင်။ မန္တလေးတိုင်းဒေသကြီးအတွင်းကရေလွှမ်းမှုမှုဖြစ်နေတဲ့မြို့နယ်တွေမှာ လက်တလောအခြေအနေရတောက်သုံးရည်အဓိကလိုအပ်နေပြီးနောက်ပိုင်းရေကျသွားရင်လည်းကျန်းမာရေးနဲ့ဆိုင်တဲ့ဘေးဒုက္ခတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့အမရပူရမြို့ကန်ကြောက်ပရောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဇော်မြင့်မောင်ကပြောပါရတယ်။အေယာဝတီနဲ့ဒုထဝတီမြေကြီးတွေရှမ်းတက်နေတဲ့အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းကမြို့နယ်အတော်များများရေကြီးနေတာအခုဆိုရင်သတင်းတစ်ပတ်လောက်ရှိနေပြီဖြစ်ပါတယ်မန္တလေးတိုင်းဒေသကြီးအတွင်းကအမရပူရာအင်းဝစတဲ့ရှေးဟောင်းအမွေနှစ်တွေရှိရာမြို့နယ်တွေအပြင်အခြားဆင့်ကိုင်းမန္တလေးစကိုင်းအဝေးပြေးလမ်းမတစ်လျှောက်ကကျေးရွာတွေရေရေနစ်မြုပ်နေတာပါပြမစိုးကူညီရေးအသင်းစင်းရောင်စုံနဲ့အခြားလူမှုရေးအဖွဲ့တွေကရေဘေးဒုက္ခတွေအတွက်လိုအပ်တာတွေတွားရောက်လှူဒန်းပေးမယ်လေအကူအညီတွေလိုအပ်နေစေဖြစ်တယ်လို့ဆိုပါတယ် ရေလွှမ်းမိုးမှုကြောင့်ဒေသခံစုစုပေါင်းတသိန်းနီးပါးလောက်ရေဘေးဒုက္ခရောက်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ရဲတပ်ဖွဲ့ဝင်တွေကလည်းရေဘေးဒုက္ခတွေအတွက်လုံခြုံရေးနဲ့လိုအပ်တာတွေစီစဉ်ပေးနေတယ်လို့ပြောပါတယ်။ရေလွှမ်းမိုးမှုကိုနှစ်စဉ်ဖြစ်လေဖြစ်တာရှိတဲ့တာမန်ဖြစ်ရတခုလို့သဘောထားနေလို့မရတော့တဲ့အကြောင်းလှတော်ကိုယ်စားလှယ်ဒေါက်တာစောမြင့်မောင်ကတတိပေးပြောကြပါတယ်။ ဖိလစ်ပိုင်၊ထိုင်ဝမ်နဲ့တရုတ်နိုင်ငံတွေဟာသူတို့နိုင်ငံတွေကိုအရှိန်ပြင်းပြင်းနဲ့လာနေတဲ့တိုင်ဖွန်းမုန်တိုင်းရဲ့ရန်ကိုကာကွယ်နိုင်မှုပြင်ဆင်ခဲ့ပါတယ်။ပစိဖိတ်သမုတ်တရတဲ့ဒီနှစ်ဖြစ်ပွားတဲ့တိုင်ဖွန်းမုန်တိုင်းတွေထဲမှာအင်းအားအပြင်းဆုံးလို့စံချိန်တင်နေတဲ့ယူဥစာဂီမုန်တိုင်းဟာတနအီလေးတိုင်နှုန်းမိုင်150နှုန်းလောက်နဲ့ရွေရှားတိုက်ခတ်လာနေတာပါ။ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းအဲဒီကနေထိုင်ဝမ်ကျွန်းဘက်လမ်းကြောင်းအတိုင်းမုန်တိုင်းရွေရှားနေတာနဲ့အတူအင်အားပိုကောင်းလာမယ်လို့ခန့်မှန်းထားပါတယ် တရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းကိုဝင်ရောက်တိုက်ခိုက်ချိန်မှာတော့အပြော့သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဖိလစ်ပိုင်နိုင်ငံကတော့သူ့ရဲ့မြောက်ပိုင်းကမ်းရိုးတန်းမှာရှိတဲ့ခြေရွာတချို့ကဒေသခံတွေကိုဘေးလွရာပြောင်းရွှေ့နေရာချထားပေးခဲ့ပါတယ်။ပင်လယ်ထဲကငါးဖမ်းလေတွေပြန်လာဖို့နဲ့လှေသင်းမောတွေပင်လယ်ထဲမထွက်ဖို့သတိပေးတားမြစ်နေပါတယ်။မုန်တိုင်းဘဟုချက်ဟာထိုင်ဝမ်တောင်ပိုင်းကို ဖြတ်သွားမယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားခဲ့တာဖြစ်ပါတယ်ရှင်။ ်မေဂန်သမရာဟောင်းဂျွန်အက်ဖ်ကနေဒီရဲ့သမီးကယ်ရိုရင်းကနေဒီကသမရာအိုဘားမားအဆိုပြုထားတဲ့အတိုင်းသူ့ကိုဂျပန်နိုင်ငံဆိုင်ရာအမေရိကန်သံတမန်ကြီးအဖြစ်လွှတ်တော်ကတီးပြုခဲ့ရင်သူ့အဖေရဲ့ကောင်းမွေတွေကိုကျိုးနွံစွာတာဝန်ယူထမ်းဆောင်မှာဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။စီးနေလွှတ်တော်နိုင်ငံသားဆက်ဆံရေးကော်မတီမှာသူ့ကိုယာရုတာဝန်ပေးသင့်မပေးသင့်ဂျာလာဝရီနေ့ကကြားနာပွဲကျင်းပပြီးကယ်ရိုရင်းကနေဒီကအမေရိကန်နဲ့ဂျပန်နိုင်ငံတို့အပေါ်တက်ရောက်မှုရှိတဲ့ ဒေတာရင်းကိစ္စရပ်တွေနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုဖြေကြားခဲ့ပါတယ်။ဖခင်ဂျွန်းဖ်ကနေဒီအမေရိကန် သမ္မတတာဝန်ထမ်းဆောင်ခဲ့တဲ့အနှစ်90နှစ်ပတ်လည်အချိန်မှာဂျပန်နိုင်ငံသားအမတ်ကြီးဖြစ်ရာရာခံရတဲ့အတွက်ထူးခြားမှုရှိတာကိုလည်းလွှတ်တော်အမတ်တွေကိုပြောကြားခဲ့ပါတယ်။သူ့ရဲ့အဖေကိုကိုစားပြုခဲ့တဲ့တန်ဖိုးထားချက်စံချိန်တွေကိုဆက်လက်ထိန်းသွားဖို့သူ့မှာတာဝန်ဘယ်လောက်ရှိတယ်ဆိုတာကိုသဘောပေါက်ကြောင်းကယ်လိုရင်းကနေဒီကပြောကြားခဲ့ပါတယ်။ တကယ်လို့သာလွှတ်တော်ကအတည်ပြုခဲ့ရင်ကယ်လရင်းကနေဒီယာအရင်ကနာမည်ကြီးထင်ရှားသူတွေတော်တော်များများတောင်းဝန်ယူခဲ့ဘူးတဲ့အမေရိကန်နဲ့အာရှဆက်ဆံရေးခိုင်မာစေဖို့အရေးကြီးတဲ့တောင်းဝန်ကိုထမ်းဆောင်သူပထမဦးဆုံးအမျိုးသမီးဖြစ်လာပါမယ်ခင်ဗျာ။ ဆီးရီးယားနိုင်ငံအတွင်းဓာတ်ထုလက်နဲ့သုံးစွဲမှုတွေဟာသမ္မတဘာရှားအယ်အာဆတ်အစိုးရတပ်တွေရဲ့လက်ချက်ဆိုတာကုလသမဂ္ဂအစိုးရခန်းစားကအတည်ပြုခဲ့ပြီးမို့လုံခြုံရေးကောင်စီအနေနဲ့အချိန်ဆမနေသင့်တဲ့အကြောင်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးဂျွန်ကယ်ရီကပြောဆိုလိုက်ပါတယ် Time is short. Let's not spend time debating what we already know. အချိန်တိုင်းသာတူထောင်းတဲ့အတွက်ကမ္ဘာနိုင်ငံတွေရဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ကုလသမဂ္ဂအနေနဲ့တည်ပြီးသားအချက်တွေအပေါ်မှာထပ်ပြီးညှင်းခုံမနေသင့်တော့ဘူးလို့နိုင်ငံသားရေးဝန်ကြီးဂျွန်ကယ်ရီကကြာနာပရင်းနေကဝါရှင်တန်မြို့တော်မှာပြောဆိုလိုက်တာပါ။ဆီးရီးယားနိုင်ငံကဓာတုလက်နက်တွေဖျက်သိမ်းရင်ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့မဖြစ်မနေလိုက်နာမဲ့ထိရောက်တဲ့အရေးယူမှုတွေအမြန်ဆုံးလုပ်ဆောင်ဖို့အရေးကြီးတယ်ဆိုပြီးတော့လည်းပြောဆိုသွားပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆိုင်ရာဗစ်တိန်တန်အမတ်ကြီးကတော့ဆီးရီးယားရေးနဲ့ပတ်သက်လို့လုံခြုံရေးကောင်စီအတွင်းဆုံးဖြတ်ချက်တရအချမှတ်နိုင်ရေးဆွေးနွေးမှုတွေဟာအပြုသဘောဆောင်တယ်လို့ဆိုပါတယ်။ဆီးရီးယားရဲ့ဓာတုလက်နဲ့ဖျက်သိမ်းရေးရုရှားနဲ့အမေရိကန်ပြည်ထောင်စုတို့သဘောတူညီချက်အရဒီကနေ့ကုလသမဂ္ဂစစ်ဆေးရေးအဖွဲ့ကိုဆီးရီးယားအစိုးရကဓာတုလက်နက်တွေနဲ့ပတ်သက်တဲ့စည်ရင်းအပြည့်အစုံပေးအပ်ရမှာဖြစ်ပါတယ်။ ဆီးရီးယားဆွေရကဓာတုလင့်နဲ့ဆင်တချို့တဝက်ကိုကြာသာပရိနေကလေးကပေးအပ်ထားတဲ့အကြောင်းနိုင်ငံတကာကဓာတုလင့်နဲ့အခြေအနေကိုစောင့်ကြည့်နေတဲ့တာစီရဲ့အဖွဲ့အစည်း OPCW ကပြောပါတယ်။နောက်ထပ်အချက်အလက်တွေထပ်မံရရှိမယ်လို့မျှော်လင့်တယ်လို့လည်းပြောဆိုပါရရှင်။ American Bureau of Illinois ပြည်နယ်ရှီကာဂိုမြို့မှာကြာသာပရိနေကတနတ်နဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၃နှစ်အရွယ်ကလေးငယ်တယောက်ပါဝင်လူတရာစင်လောက်ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ဒဏ်ရာရခဲ့တဲ့၃နှစ်အရွယ်ကလေးငယ်အပါဝင်အခြားသူနှုတ်ရဲ့အခြေအနေဟာစိုးရင်ရတယ်လို့လည်းအမေရိကန်အရာရှိတွေကပြောပါတယ်။ပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဘတ်စကတ်ဘောကစားတဲ့နေရာကိုရဲတွေကအသွာလာပိတ်ထားပြီးစစ်ဆေးနေပါတယ်။တနသမားကကားပေါ်ကနေပြစ်ခတ်တိုက်ခတ်ခဲ့တာဖြစ်ပြီးပုတ်စုပွဲရန်ကားတဲ့ဂိုင်းအဖွဲ့တွေနဲ့ဆက်ဆက်နေတဲ့ပြစ်ခတ်မှုဖြစ်နိုင်တယ်လို့ ရဲတွေကတန်တရားရှိနေပါတယ်ရှီကာဂိုမြို့အတွင်းဒီနှစ်ပိုင်းမှာတနက်နဲ့ပြစ်ခတ်တိုက်ခိုက်မှု အကြမ်းဖက်မှုတွေများလာတဲ့အတွက်ရဲတပ်ဖွဲ့ကနှိမ်နင်းနိုင်ဖို့အပြင်းထန်ကြိုးစားနေပါတယ်စတမပထမဘက်အတွင်းမကြာသေးခင်ကအမေရိကန်ပြည်ထောင်စုအားလျက်ဖြစ်တဲ့လေဘာဒေးအားလျက်သတင်းဘက်ကမှလည်းတနက်ကိုင်းပြစ်ခတ်မှုတွေကြောင့်ရှီကာဂိုမြို့မှာလူ၈ဦးသေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်မှာအကြီးအကျယ်လောင်ကျွမ်းခဲ့ပြီးမိသက်တပ်ဖွဲ့တွေငိမ့်သက်ဖို့ရပ်ပေါင်းများစွာကြိုးပမ်းနေခဲ့တဲ့တော်မီကိုဒီသတင်းပတ်အတွင်းမှာအပိသက်ငိမ့်သက်နိုင်ပြီလို့မိသက်ရရှိတွေကပြောပါတယ်ထင်ရှားတဲ့ယူစမစ်အမျိုးသားပန်းချံအတွင်းမိုင်ပေါင်း250လောက်ဝန်းကျင်မှာရှိတဲ့တစ်တောတွေအပါအဝင်အိုးရဲ့အဆောက်အုံတရာကျော်မီးလောင်ပျက်စီးခဲ့တဲ့အကြောင်းအမေရိကန်တစ်တောအရာရှိတွေကပြောပါတယ် မီးကွင်းလိုတော်မီအဖြစ်သတ်မှတ်ခေါ်ခဲ့တဲ့တော်မီဟာတရားမဝင်အမဲလိုက်သူတဦးထိုးထားတဲ့ယာယီတဲကနေစတင်လောင်ကျွမ်းခဲ့တာလို့တာဝန်ရှိသူတွေကပြောပါရယ်တော်မီလောင်ချမ်းမှုကြောင့်တဦးတယောက်ကိုမှဖမ်းဆီးထားတာမျိုးတော့မရှိသေးပါဘူးဒီနေ့ညရသည့်အတွင်းလောင်ချမ်းခဲ့တဲ့တော်မီဟာဆန်ဂျန်စင်တိုတောင်တန်းတွေမှာဒုတိယအကြိမ်လောင်ချမ်းတဲ့အကြီးဆုံးတော်မီလည်းဖြစ်ပါရဲ့ရှင် တိုင်ဖုန်းမုန်တိုင်းတိုက်နိုင်တယ်ဆိုပြီးစိုးရိမ်နေတဲ့ထိုင်ဝမ်ကျွန်းဂေါရှန်စိတ်ကမ်းမှာအီယာမရော်ဘာဘေးရုပ်ကြီးရောက်လာတဲ့အတွက် ထိုင်ဝမ်ဒေသခံတွေကြိုဆိုပြီးလာရောက်ကြည့်ရှုနေကြပါတယ် Glory Gate မှာရပ်ထားတဲ့အဝါရောင်ဘေးရုပ်ကြီးပေါ်ကိုနေရောင်ကဖြာကျနေပြီးတိုင်ဖုန်းမုန်တိုင်းစာဂီဝင်တိုက်တယ်ဆိုတဲ့သတိပေးချက်ကြောင့်ဒီအခမ်းအနားပြတ်သွားမှာစိုးရိမ်နေတဲ့လူအလုံးဝမ်ပန်းတသာဖြစ်နေကြပါတယ် Dash Nueva အမှုပညာရှင် Florentin Hoffman က သူအများအမ်းဖန်တီးနေကြဘဲရုပ်လေးတွေကိုပုံစံယူပြီးတကဘာလုံးကိုပျော်ရွှင်မှုသတင်းစကားပေးဖို့အခုလိုအေယာမရောဘဘဲရုပ်ကြီးကိုဖန်တီးရတာဖြစ်ပါတယ်။ကောင်းရှန်စိတ်ကမ်းမှာဒီဘဲရုပ်ကြီးအော်တိုဘာ20ရက်နေ့အထိရှိနေမှာဖြစ်ပြီးနောက်ပိုင်းမှာတော့ထိုင်ဝမ်ကအခြားစိတ်ကမ်းတွေစီကိုလည်းတွားရောက်ရန်နာအုံးမှာဖြစ်ပါတယ်။ ုဆက်ပြီးသတင်းဆောင်မတွေကိုတင်ဆက်ပါမယ်။မြန်မာနိုင်ငံမှာလက်တလောရင်ဆိုင်နေရတဲ့နိုင်ငံရေးနဲ့စစ်မှန်ပဋိပက္ခတွေရဲ့ဒဏ်တွေကိုအမျိုးသမီးအများစုရင်ဆိုင်ခံစားနေရတဲ့အတွက်အမျိုးသမီးတို့ကိုယ်တိုင်ပါဝင်လှုပ်ရှားမှငြိမ်းချမ်းရေးအမြန်ဆုံးရမယ်လို့ရန်ကုန်မြို့မှာပထမအဆုံးကျင်းပတဲ့အမျိုးသမီးညီလာခံကိုတက်ရောက်လာသူအမျိုးသမီးခေါင်းဆောင်တွေကပြောပါတယ်။ပြည်ရင်းပြည်ပမှာအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေအဖွဲ့အစည်းတွေနိုင်ငံရေးခေါင်းဆောင်တွေနဲ့အခြားအမျိုးသမီးတွေတက်ကြွစွာလှုပ်ရှားသူတွေ အစုံလင်တက်ရောက်တဲ့ဒီညီလာခံကိုရန်ကုန်မြို့မှာ၃ရက်ကြာကျင်းပနေတာဖြစ်ပါတယ်။အပြည့်စုံကိုအခမ်းအနားကိုကိုယ်တိုင်သတင်းယူခဲ့တဲ့ဝိုင်းတော်သားကိုဇော်ဝင်းနိုင်ကတင်ပြပေးမှာပါ။မြို့သမီးများစုစည်းညီညွတ်မှုဖြင့်ပဋိပက္ခများချုပ်ငင်းရေးမှသည် အေဂျင့်တည်ငြိမ်၍ဖွံ့ဖြိုးမှုကိုရှေ့ရှုသောမြမလူပေါင်းအတိုင်းဝိုင်းတစ်ခုတည်ဆောက်သွားပြီဆိုတဲ့ကောင်းစဉ်နဲ့ရန်ကုန်မြို့မှာပထမဆုံးအကြိမ်၃ရက်ကြာကျင်းပမဲ့မြို့သမီးညီလာခံကိုစက်တင်ဘာလ 20ရက်နေ့မှာစတင်တာဖြစ်ပါတယ်။မြန်မာနိုင်ငံညဉ့်ညဲရေးဖော်ဆောင်တဲ့နေရာမှာအမျိုးသမီးတွေရဲ့အခမ်းအနားဟာအရေးကြီးတာကြောင့်နိုင်ငံကောင်းဆောင်ဘိုင်းကလည်းအမျိုးသမီးတွေရဲ့အခမ်းအနားကိုမြင့်တင်ပေးဖို့လိုအပ်တယ်လို့ကချင်ပြည်နယ်အင်ဂျန်ယာမဲဆန္ဒနယ်ကိုစားပြုပြည်သူ့လွတ်တော်မှတူဦးဖြစ်သူဒေါ်တွဲဘူးကပြောပါတယ်။ငင်းချမ်းရေးပေါ်ဆောင်တဲ့နေရာမှာအမျိုးသမီးဓုပါဝင်ရေးဟာအဓိကအရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုကျွန်တော်တို့အမျိုးသမီးဓုတွေရဲ့ဒုက္ခတွေကျွန်တော်တို့အမျိုးသမီးတွေကလွဲပြီးတခြားလူက ပို့ပြီးမသိနိုင်ပါဘူးအခုအမျိုးသားတွေကဒီပြည်တွင်းစစ်မှာကြုံနေရတယ်ဆိုလဲသူတို့ကတိုက်ရိုက်ခိုက်ရေးပေါ့နော်တခြားကိစ္စတွေစဉ်းစားနေရတဲ့ဒီအမျိုးသမီးရဲ့ခန္ဓာကိုထည့်မစဉ်းစားနိုင်ပါဘူးအမျိုးသမီးခန္ဓာဆိုလိုက်တာနဲ့အမြဲတမ်းကျမတို့ကဒီအဲတက်ကြီးရွယ်အိုးနဲ့ကလေးတွေဟာအမြဲတမ်းပါဝင်နေပါတယ်အဲ့တော့တက်ကြီးရွယ်အိုးဘိုင်းဒီမှာဒုက္ခရောက်တာတွေနဲ့ဒီကလေးတွေရဲ့ပညာရေးကျန်းမာရေးအားလုံးဟာအမျိုးသမီးတွေပေါ်မှာတည်မီနေပါတယ်အဲ့တော့ဒီငင်းချမ်းရေးပေါ်ဆောင်တဲ့နေရာမှာကျမတို့အမျိုးသမီးတွေပါဝင်ခြင်းအပြင်ကျမတို့ကဒီကလေးတွေရဲ့ န္ဓာကိုကျမတို့ဆောင်ရွက်နိုင်မယ်ပြီးလို့ရှိရင်စစ်နဲ့ပတ်သက်ပြီးလဲကျမတို့ဒီစောင့်ကြည့်ရေးအဖွဲ့မှာကျမတို့ပါဝင်နိုင်မယ်ဆိုလို့ရှိရင်အမျိုးသမီးတွေကအမျိုးသားတွေထက်ပိုပြီးဒီကိစ္စတွေမှာကျမတို့အနေနဲ့ဆောင်ရွက်နိုင်စွမ်းအားရှိပါတယ်ဒီကနေ့ကျမတို့အမျိုးသမီးတွေဟာဆိုလို့ရှိရင်စွမ်းရည်ရှိပါတယ်ဒါပေမဲ့ဒီစွမ်းရည်တွေထုတ်သုံးဖို့အချိန်လိုပါပြီနောက်မှနိုင်ငံတော်အကြီးအကဲတွေနဲ့သက်ဆိုင်ရာဒေသမှာရှိတဲ့ခေါင်းဆောင်တွေဟာဆိုလို့ရှိရင်လည်းကျမတို့အမျိုးသမီးတွေရဲ့အရေးချင်းတွေထုတ်သုံးမှုမှာပေါ့နော်ဒီကန္တာတွေစွမ်းအားရှိရှိနဲ့အသုံးချမယ်ဆိုရင်ကျမတို့ငင်းချမ်းရေးဟာဆိုလို့ရှိ ှင်လဲအဲဆောင်ရွက်တဲ့အခါမှာပုံမျိုးပြီးတော့လင်းမြန်လွယ်ကူမယ်ကျမတို့ဒုက္ခရောက်နေတဲ့အဖွဲ့အစည်းတွေအတွက်ဆောင်ရွက်တဲ့အခါမှာလဲပုံမျိုးလင်းမြန်လွယ်ကူမယ်ဒေါ်ရဘူဟာပြည်သူ့လွတ်တော်တိုင်းရင်းသားရေးရာနဲ့ပြည်တွင်းညီညာရေးကော်မတီအတွင်းရေးမှူးဒုဖြစ်တဲ့အပြင်တောင်ဆန်းစုကြည်ဦးဆောင်တဲ့ဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီအဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံလွတ်လပ်ရေးရကလေးကကြုံတွေ့ခဲ့ရတဲ့စစ်ပွဲများစွာမှာလည်းထိခိုက်မှုအများဆုံးဟာအမျိုးသမီးဒုဖြစ်တာကြောင့်မျိုးသမီးဒုစီလုံးညီညွတ်ပြီးလှုပ်ဆောင်ရင်း ပြည်တွင်းငြိမ်းချမ်းရေးရအောင်ဆွမ်းဆောင်နိုင်မှာပါလို့မယံကုန်းမဲဆန္ဒနယ်ကိုစားပြု NLD ပါတီကလွတ်တော်မှဒေါက်တာမေဝင်းမြင့်ကပြောပါတယ်ဘာမနဲ့ကမှလွတ်လိုက်ပြီးတဲ့ပြည်သူစစ်တပ်အလို့ချေတိမငင်းညံ့ခဲ့ဘူး။နော်ဘလောက်ပဲလုခဲ့ပေမဲ့နိုင်ငံရေးဆွေးနွေးပွဲတစ်ခုဖြစ်မြောက်မှာဒါလေငင်းညံ့မှာ။အဲ့ခါမှာစစ်ပွဲတစ်ခုဖြစ်လို့ရှိရင်အထီးခိုက်ခံရသောအမျိုးသမီးတွေကကလေးတွေပဲ။နော်တကယ်လို့စစ်ပွဲတိုင်းကိုအမျိုးအမျိုးသမီးတွေကကိုတွေ့ကြုံပြီးတော့ဟိုဟာဖြစ်တဲ့ပေါ့နော်။ရင်ဆိုင်နေရတဲ့အတွက်နော်ဒီလိုငင်းချမ်းရေးရတော့မှာဒါလေ တိုးတက်လာမှုရှိတယ်ဆိုတော့ဒါဟိုအကြောင်းရင်းဟိုဒီပေါ့အခြေခံကြဆုံးကြောင်းပဲဟိုဒါအပြာမလိုအပ်တယ်လို့အနေနဲ့နေပါတယ်ဒေါက်တာမေဝင်းမြင့်ဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အမျိုးသမီးအဖွဲ့ကို1992ခုနှစ်ကနေမနစ်2012ခုနှစ်ကအဲ့ဒီအမျိုးသမီးအဖွဲ့ဖျက်သိမ်းလိုက်တဲ့အချိန်ထိတာဝန်ခံအဖြစ်ဦးဆောင်ခဲ့သူတူဦးလည်းဖြစ်ပါတယ် ဒီကနေ့ကျင်းပတဲ့အမျိုးသမီးညီလာခံဟာပြည်တွင်းပြပမှာရှိကြတဲ့အမျိုးသမီးအဖွဲ့အစည်းအများစုပထမဆုံးအကြိမ်ပူးတွဲပြီးကျင်းပတဲ့ညီလာခံဖြစ်တာကြောင့်ဒါဟာထူးခြားမှုရှိတဲ့ပွဲဖြစ်တယ်လို့ဒီအခမ်းအနားဖြစ်မြောက်ရေးအတွက်ဥဆောင်လုပ်ကိုင်သူတူဦးလည်းဖြစ် WLB ခေါ်ထိုင်းနိုင်ငံအခြေစိုက်မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်ရဲ့အထွေထွေတွင်ရမှုလည်းဖြစ်တဲ့မှတ်တင်တင်ညိုကပြောပါတယ် ပွဲကတော့ထူးခြားတယ်လို့ကျမနေနဲ့ပြောချင်ပါတယ်ဒါပထမဦးဆုံးကြိမ်ကျမတို့ပြည်ပမှာရောက်ရှိနေတဲ့အမျိုးသမီးအဖွဲ့အစည်းတွေနောက်တတိပုဂ္ဂလအမျိုးသမီးကောင်းဆောင်တွေနောက်ပြီးတော့မှလည်းပြည်နယ်အသီးသီးမှာရှိတဲ့ကျမတို့တိုင်းရင်းသူအများစုအမျိုးသမီးတွေအားလုံးလည်းပါဝင်တယ်လို့မျိုးပြီးလို့ရှိရင်ဒီမျိုးတွေမှာပေါ့နော်ဒီမျိုးတွေမှာပါရှိနေတဲ့အမျိုးသမီးတွေကိုလည်းကျမတို့ခေါ်ထားတယ်နောက်တစ်ခါကျတာအမျိုးသမီးအဖွဲ့တည်းပဲမဟုတ်ပါဘူး ပြီးတော့မှဟိုတတိပုဂ္ဂလနိုင်ငံရတက်ကြွတဲ့မျိုးသမီးတွေပါတယ်မျိုးတခြားသော issue ပိုင်းတွေမှာလှုပ်လှုပ်နေတဲ့မျိုးသမီးတက်ကြွတဲ့သူတွေလည်းပါပါတယ်ဒါကြောင့်မလို့တော်တော်လေးကိုစုံညီတဲ့ပွဲလေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ထူးခြားတယ်လို့ကျွန်မအနေနဲ့ပြောချင်ပါတယ်ဒီကနေ့အခမ်းအနားကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌတောင်အောင်ဆန်းစုကြည်ကလည်းတဝန်လွာပေးပို့ခဲ့ပါတယ်မြန်မာနိုင်ငံကတဦးတည်းသောအမျိုးသမီးနိုဘယ်ညင်ညာရေးဆုရှင်လည်းဖြစ်တဲ့တောင်အောင်ဆန်းစုကြည်ပေးပို့တဲ့တဝန်လွာထဲမှာတော့ မြန်မာနိုင်ငံရေးမှာအမျိုးသမီးတွေပါဝင်ဖို့ကြိုးစားတာဟာတိုင်းပြည်တစ်ခုအတွက်ရေရှည်တည်တံ့ခံရတဲ့အခြေခံကောင်းတစ်ခုကိုတည်ဆောက်ဖို့ကြိုးစားတယ်လို့သူမအနေနဲ့ယုံကြည်တဲ့အကြောင်းဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်တစ်ခုမှာပဋိပက္ခတွေဖြစ်တိုင်းလူသားတွေဖန်တီးတဲ့ဘေးဒုက္ခကပ်ဆိုးကြီးတွေတွေ့ကြုံတိုင်း အများအပြားအထိကိုက်ဆုံးအနစ်နာဆုံးဒုက္ခအရောက်ရဆုံးကမြို့သမီးနဲ့ကလေးငယ်တွေဖြစ်လို့ပါလို့အစချစ်ပြီးခေတ်ဆက်ဆက်နိုင်ငံရေးမှာမြို့သမီးတွေပါဝင်ခဲ့ပုံတွေကိုလည်းထည့်သွင်းဖော်ပြထားပါတယ်။ဒီကနေ့ကျင်းပတဲ့မြို့သမီးညီလာခံကိုတော့မြို့သမီးလွတ်တော်အမတ်တွေပြည်တွင်းပြည်ပကမြို့သမီးအဖွဲ့အစည်းတွေတတိပုဂ္ဂလအမျိုးသမီးအရေးလှူရှားသူတွေနဲ့စိတ်ပါဝင်စားသူ200ကျော်တက်ရောက်ခဲ့ကြပြီး WLB Women League of Burma နဲ့ Women's Organizations Network of Myanmar တို့ကဥဆောင်ကျင်းပတာဖြစ်ပါတယ်ခင်ဗျာ။ န်နိုင်ငံသားဝန်ကြီးဂျွန်ကယ်ရီနဲ့တရုတ်နိုင်ငံသားဝန်ကြီးဝန်ယီတို့နှစ်ဦးဟာကုလသမဂ္ဂအထွေထွေညီလာခံကျင်းပဖို့ရက်ပိုင်းလိုဝါရှင်တန် DC မြို့မှာတွေ့ဆုံပြီးမြောက်ကိုရီးယားနျူကလ িয়ার လက်နက်ကိစ္စအပါအဝင်ဆီးရီးယားကဓာတုလက်နက်အရေးနဲ့တောင်တရုတ်ပင်လယ်ပြင်အငင်းပွားမှုကိစ္စတွေကိုပါဆွေးနွေးခဲ့ကြပါတယ်။ VOA သတင်းတောက် Scott Stans ပေးပို့လာတဲ့သတင်းကိုတော့ကိုညာဝင်းအောင်ကပြောပြပေးမှာပါ။ဆီးရီးယားရဲ့အီရန်အရေးကနေ တောင်တရုတ်ပင်လယ်ရေပိုင်နဲ့အငင်းပွားမှုတွေနဲ့ပတ်သက်လို့စိုးရိမ်မှုတွေကိုအမေရိကန်နဲ့တရုတ်နိုင်ငံသားကြီးဝန်ကြီးတို့ဆွေးနွေးခဲ့ကြတာပါ From our dialogue on intellectual property to ညာနာပိုင်ဆိုင်မှုထင်သေးရေးကိစ္စရောပင်လယ်ပြင်လုံခြုံရေးနဲ့လူခွင့်ရေးကိစ္စတွေခက်ခဲရေးကြီးတဲ့ကိစ္စတွေမှာဥပပေါင်းဆောင်ရွက်ဖို့ဆွေးနွေးကြတာဆိုတော့ကျွန်တော်တို့ဆွေးနွေးတဲ့အကြောင်းအရာတွေတော်တော်များတယ်လို့ပြောရမှာပါတရုတ်နိုင်ငံသားကြီးဝန်ကြီးဝမ်ကလည်းဆွေးနွေးတဲ့ကိစ္စတွေမှာပြည်လည်တိုးတက်မှုရဖို့လိုတယ်လို့ဆိုပါတယ် 我此访是为落实。对美利坚那那应该生产业嘛，那片就是这部布里巴卡的乡下业，啊，边上里沙业，那片龙对不帮上院南门路，就那路苗岭巴的手臂，对那人家的文艺馆啊，表示到了吧？美利坚对生产业不高那样，是对有本来嘛？ဂျပန်နဲ့အငင်းပွားနေတဲ့ကျွန်းစုတွေအရေးကိုပါပြည်လည်နိုင်လိမ့်မယ်လို့အမေရိကန်တို့ကမျှော်လင့်နေပါတယ် အဲ့ဒီကျွန်းစုတဝိုက်တရုတ်ရောဂျပန်မှာအပြိုင်ဆိုင်ကင်းလှည့်နေတာတွေကြောင့်တင်းမာမှုတွေပိုပြီးကြီးထွားလာတာပါတရုတ်နိုင်ငံသားကြီးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဟောင်လီကတော့အခုလိုပြောပါတယ်။ကွမ်ယန်ဒေါကြီးချီဖူဂျင်ဟာယူ擁有無可爭辯的主權。တရုတ်နိုင်ငံအနေနဲ့တော့ကိုချုတ်ချာနယ်မြေကိုကာကွယ်ဖို့အခိုင်အမာဆုံးဖြတ်ထားပြီးသားပါ။ဒီပြဿနာကြီးထွားလာအောင်လှုပ်တော့တိကျမှာမဟုတ်ပါဘူး။ဂျပန်ဘက်ကမစီမချင်းကျူးကျော်ရန်စားတဲ့လိုရတွေလှုပ်လာရင်တော့ ဒီအကျိုးဆက်ကိုသူတို့ရင်ဆိုင်ရမှာပါဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေကလည်းဂျပန်ဟာသူ့နယ်မြေပိုင်ဆိုင်မှုအပေါ်စိန်ခေါ်လာတဲ့လုပ်ရက်တွေကိုလစ်လျူရှုမထားနိုင်ဘူးလို့ဆိုပါတယ်အတချာချာမိဇကရနမေဒေ国際情勢ငရဆဆန်ရေးမှာကျွန်တော်တို့ကိုယ်ပိုင်မျက်စိနဲ့ကိုယ့်ဘာသာကိုကြည့်မယ်ကိုယ်အခန်းကဏ္ဍကိုကိုယ့်ဘာသာကိုပုံဖော်ပြီးဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာလေကိုယ့်ဘာသာပဲဆုံးဖြတ်မယ်လို့ဂျပန်ဝန်ကြီးချုပ်ကတုံ့ပြန်ပြောဆိုခဲ့တာပါ ဂျပန်နဲ့အမေရိကန်ပြည်ထောင်စုကြားမှာလုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီမှုတွေရှိပေမဲ့အမေရိကန်ဟာတရုတ်ဂျပန်အငင်းပွားမှုမှာရှောင်နိုင်အောင်ကြိုးစားခဲ့ပါတယ်။ American Enterprise Institute က Michael Osling ကတော့ဒီအငင်းပွားမှုကိုအမေရိကန်ရဲ့ချင်းကပ်ပုံဟာတရုတ်ထိုင်ဝမ်ပြဿနာကိုချင်းကပ်သလိုမဟာဗျူဟာအရဝေဝါးနေတဲ့ချင်းကပ်မှုလို့ဝေဖန်ပါတယ်။ You make clear your interests but you really never express your full thoughts on the issue ကိုကြိုးစည်းဝါကိုရှင်းရှင်းလင်းလင်းပြောပေမဲ့ဘလို့စဉ်းစားတွေးခေါ်ရဲဆိုတာပုံမှန်လင်းလင်းထုတ်မပြောဘူးဆိုရင်ဘလို့လုတ်ပြီးကိုနဲ့လက်တွဲပဲမဟာမိတ်ကိုကာဝယ်မှာလဲဗျာတောင်တရုတ်ပင်လယ်အတွင်းမှာဖိလစ်ပိုင်နဲ့ဗီယက်နမ်နိုင်ငံတွေကလည်းတရုတ်နိုင်ငံနဲ့ရေပိုင်နဲ့အငင်းပွားမှုတွေရှိနေတာပါတရုတ်ဘက်ကသူပိုင်နေမြေဆိုပြီးကွန်ကရစ်တုံးတွေခြာထားတာကိုဖယ်ပစ်မယ်လို့ဖိလစ်ပိုင်က ပြောနေပါတယ်တရုတ်နိုင်ငံကလည်းရန်စတဲ့လုပ်ရက်တွေလုံးမလာဖို့သတိပေးနေပါတယ် ဖိလစ်ပိုင်နိုင်ငံကတော့တရုတ်နဲ့ပင်လယ်ရေပိုင်နဲ့အငင်းပွားမှုတွေကို ဖြည့်ရှင်းပေးဖို့ကမ္ဘာကုလသမဂ္ဂရဲ့ပင်လယ်ရေချောင်းဆိုင်ရာ နိုင်ငံတကာခုံရုံးကိုတိုင်ကြားထားပါတယ်။ဒီတိုင်ကြားချက်ကိုတရုတ်နိုင်ငံကပယ်ချထားပြီးရေပိုင်နဲ့သတ်မှတ်ရေးကိစ္စဟာကိုယ့်ရဲ့အချုပ်အခြာနယ်နိမိတ်ဆိုင်ရာ ပြဿနာဖြစ်ပြီးကုလသမဂ္ဂရဲ့အရေးကိစ္စမဟုတ်ဘူးဆိုပြီးတော့ညှင်းဆိုထားတာဖြစ်ပါတယ်ခင်ဗျာ။ မကြာသေးခင်ကကဘာလှည့်ခီးတဲ့လုပ်ငန်းအကြီးအကျယ်ဖွံ့ဖြိုးလာခဲ့တဲ့အိန္ဒိယနိုင်ငံကက်ရှမီးယားဒေသမှာအခုတော့အကြမ်းဖက်မှုတွေပြန်ဖြစ်မှာကိုစိုးရိမ်တာတွေကြောင့်ခီးတဲ့တွေတဖြည်းဖြည်းယော်နေလာနေပါတယ်။ပါကစ္စတန်ရဲ့နေကြာဟိမဝန္တာတောင်ကြီးအနီးဝန်းကျင်ကအခြားဒေသတွေမှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေကဒီဒေသရဲ့ခီးသွားလုပ်ငန်းအပေါ် ရိုက်ခတ်နေတာတွေ့ရပါတယ်။ VOA သတင်းတော့အာရူပန်တစ်သတင်းပေးပို့ထားတာကိုမအေးတန်နာကျော်ကတင်ပြပါလိမ့်မယ်ခင်ဗျာ။ အရင်ကနှစ်ပေါင်း20လောက်အကြမ်းဖက်တိုက်ခိုက်မှုတွေဇက်တိုက်ပေါ်ပေါက်ခဲ့တဲ့ကက်ရှမီးယားဒေသဟာအခုတော့တည်ငြိမ်အေဂျင့်နဲ့ဒေသတစ်ခုဖြစ်လာခဲ့ပါပြီ။2003ခုနှစ်မှာအိန္ဒိယပါကစ္စတန်အပြစ်ခက်ရက်စဲခဲ့ပြီးတော့တိုက်ပွဲတွေအဆုံးသတ်ခဲ့တယ်လို့ခီးတွေလာရောက်လက်ပတ်တဲ့နေရာတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ အရင်ကတာမန်အလုတ်သမားတယောက်ဖြစ်တဲ့ Galza Beck ကဆိုရင်ခီးတယ်တွေကိုလှင့်နဲ့လိုက်ပို့တဲ့ကရိုသမားတယောက်ဖြစ်နေပါပြီ။ခီးတယ်လုပ်ငန်းကပြီးခဲ့တဲ့ရှင်းနှစ်လုံးဒီဒေသကိုတကယ်တိုးတက်စေခဲ့တာပါ။လာလေတဲ့သူတွေလည်းများတယ်။ကျွန်တော်တငယ်ချင်းတွေဆိုရင်ရွှေဆိုင်ထဲဆိုင်တွေတောင်ဖွင့်နိုင်နေပါပြီ။ ဆီရနဂါဒေတာမှာခီးတော်လုံငင်းအေဂျင်စီဖွင့်ထားတဲ့စားတောက်ဆိုင်ပိုင်ရှင်ကိုင်ဇာဘတ်ကတော့ဒီဒေတာဟာအကြမ်းဖက်မှုတွေရော့သွားပြီဆိုတာနဲ့နေချင်းညာချင်းဆိုသလိုဖျားဘူးတွေလာရောက်တဲ့နေရာဖြစ်လာခဲ့ပါတယ်တဲ့တချို့ကဒီဒေတာကို တောင်အာရှရဲ့ဆွစ်ဇာလန်လိုတောင်မှခေါ်ကြတာပါတချို့ယာတီတွေမှာခီးတယ်တွေကြိတ်ကြိတ်တိုးနေတယ်လို့ဆိုပါတယ် you won't believe there were ပြောရင်ယုံကြည်မှတော့ယုံမယ်ဗျကက်ရှမီးယားကိုလမ်းဖွင့်လိုက်ပြီးဆိုကြတဲ့ကလူတွေဒီရှိလမ်းမပေါ်မှာတော့အိတ်ကြတဲ့အထိကြိတ်ကြိတ်တိုးခဲ့ကြတာပါနှစ်20အစိတ်လောက်အတွင်းပထမဆုံးလာလေခွင့်ရကြတာကိုဗျ2025 years ကဘာလက်ခီးသွားလုပ်ငန်းတိုးတက်လာတာနဲ့အများပြီးခဲ့တဲ့နှစ်တွေအတွင်းမှာခီးတယ်တသန်းနှစ်သိန်းလောက်ဒီဒေတာကိုရောက်လာခဲ့ပါတယ်ဒီနှစ်ပိုင်းတွေအတွင်းမှာခီးတယ်တွေအထိတ်တလန့်ဖြစ်ဖို့အစီအစဉ်တွေဖြတ်ခဲ့တဲ့အဖြစ်ပြက်လည်းရှိခဲ့ပါတယ် အဲ့ဒါကတော့ပြီးခဲ့တဲ့ February လပဲအိန္ဒိယပါလီမန်ကိုတိုက်ခိုက်ခဲ့တဲ့ကက်ရှမီးယားနယ်ဘွား Afzal Guru ကိုအိန္ဒိယတရားရုံးကတည်တံ့ကြိုးပေးခဲ့တဲ့ကိစ္စပါဒါကိုမကျေနပ်လို့တုံ့ပြန်တဲ့အကြမ်းဖက်ဆန္ဒပြပွဲတွေပေါ်လာမှာစိုးရိမ်ပြီးတော့ခီးတယ်တွေသူတို့ခီးစဉ်တွေကိုဖျက်ခဲကြတာပါ ပုံမှန်အဖြစ်အိန္ဒိယနယ်ကမ္ဘာလှည့်ခီးတဲ့လှေတွေနဲ့ပြည့်နေခဲ့တဲ့ကက်ရှမီးယားဒေသဟာအဲ့အချိန်ကတော့လမ်းတွေပေါ်မှာလူတွေ၆ကက်နေခဲ့တယ်လို့လှေရင်အသင်းရဲ့အကြီးအကဲ ASEAN Tuman ကပြောပါတယ် that's the first taken ကျူပီရဲ့ကိစ္စကတိတ်ပြီးအလောသုံးစဲလုံလုံးပါလေဗျအချိန်ကာလဲမှားနေပြီးတော့ခီးတဲ့အလားများရဲ့အချိန်နဲ့သွားတိုက်နေပါတယ် အမဟူစိန်ကတော့ခြုံရည်တွေတပတ်တွေကိုရောင်းနေသူပါမြို့နယ်မနည်းပေမဲ့နေဆက်ကျော်ပြစ်ခတ်တဲ့သတင်းတွေဂျိုးကြားဂျိုးကြားပေါ်လာတာကြောင့်ဈေးဝယ်တွေတည်တည်တသာနှဲသွားတယ်လို့သူကဆိုပါတယ်ဟိုဆိုအဂါဘူဘိုလင်းကြီးကနေဂျာဂါဝစ်နဂါဘာပြဿနာပဲဖြစ်ဖြစ်ဒီနေရာနဲ့ကတော့အဝေးကြီးပါဗျာလူတွေစိတ်ချလက်ချသွားနိုင်တယ်ဆိုတာအစိုးရကပြောတင်ပါတယ်ဂါဇယ်ဘင်းချ်ရဲ့အမြင်ကတော့ဒီလိုပါရှင် अगर यहां पर पीसफुल रहेगा तो हमारा ဒီနေရာမှာငြိမ်းချမ်းနေရဆိုရင်ကမ္ဘာနာမည်ကြီးကက်ရှမီးယားကိုလူတွေပိုသိမယ်ဧည့်သည်တွေရောကျွန်တော်တို့ရောဒီနေရာမှာပြန်ငြိမ်းချမ်းမယ်လို့မျှော်လင့်ထားတာပါဒေတာငိမ့်ညက်မယ်ဆိုရင်ဟင်းနှီးဟင်းရွက်တင်တဲ့လွေနဲ့ကျောင်းသားတွေအိမ်ပြန်လာတဲ့လေတွေပေါ်မှာ ခီးတွေတနှစ်ပတ်လုံးပြည့်နေလိမ့်မယ်ဆိုပြီးတော့သူတို့ကမျှော်လင့်ထားကြတာဖြစ်ပါတယ်ရှင် အခုဆက်လက်ပြီးသတင်းအချင်းချုပ်ကိုတင်ဆက်ပေးပါမယ်ရှင်။မြမစစ်ဆွေးရဘက်ကစစ်မှန်တဲ့အပြောင်းလဲတွေလုပ်ဖို့ရွယ်ချက်အမှန်တကယ်ရှိမရှိတက်တည်မပြနိုင်သေးခင်မှာ American ပြည်ထောင်စုကထိတွေ့ဆက်ဆံရေးအရှိန်ကိုထိန်းနှာတဲ့အကြောင်း American ပြည်ထောင်စု Ohio ပြည်နယ်ကအောက်လွှတ်တော်မှ Steve Chabot ကကြေညာလိုက်ပါတယ်။မြမအပေါ် American ပြည်ထောင်စုဘက်ကတိုးမြင့်ဆက်ဆံရေးဟာလက်တွေ့ကျရဲ့လားတင့်တော်ရဲ့လားဆိုတာကိုအောက်လွှတ်တော်နိုင်ငံသားဆက်ဆံရေးစက်ကော်မတီမှာဂျာတာပရီနေက ဈာနာပွဲကျင်းပပြီးဆွေးနွေးကြတာဖြစ်ပါတယ်။ဈာနာပွဲမှာဥက္ကဋ္ဌဖြစ်ဆောင်ရွက်တဲ့ Republican အမတ် Steve Jobs က American အစိုးရအနေနဲ့မြန်မာပေါ်ထားတဲ့မဟာဗျူဟာကို ပြန်ပြီးသုံးသပ်တဲ့လို့လည်းအကြံပြုထားပါတယ်။ကမ္ဘာစီးပွားရေးမှာအာရှရဲ့အရေးပါမှုအခမ်းကဏ္ဍတွေကိုအဓိကဆွေးနွေးကြမယ်။စင်ကာပူထိပ်သီးညီလာခံကိုတက်ရောက်မင်ကွန်းပြောကြားဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်စင်ကာပူမှာရောက်ရှိနေပါတယ်။ စင်ကာပူနိုင်ငံဆိုင်ဝင်ကြီးလည်းဖြစ်တရားဥပဒေရေးရာဝင်ကြီးလည်းဖြစ်တဲ့ကေရှန်မော်ဂန်ရဲ့ဖိတ်ကြားချက်နဲ့မနေ့ကစက်တဘာ20ရက်နေ့ကနေ24ရက်နေ့အထိဒေါအောင်ဆန်းစုကြည်စင်ကာပူကိုရောက်သွားတာဖြစ်ပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့ခီးစဉ်အတွင်းစင်ကာပူသမ္မတတိုနီထန်ခန်ယာဝင်ကြီးချုပ်လီရှန်လွန်းဂုံရုဆောင်ဝါရင်ဝင်ကြီးဂိုချောက်တောင်လွှတ်တော်ဥက္ကဋ္ဌဟာလီမာယာကော့ပ်အပြင်ဝင်ကြီးချုပ်ရုံဝင်ကြီးလည်းဖြစ်နိုင်ငံခြားရေးဌာနဒုတိယဝင်ကြီးလည်းဖြစ်တဲ့ Grace ဖုန်နဲ့တွေ့ဆုံမယ်လို့စင်ကာပူနိုင်ငံခြားရေးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။စီးရီးယားနိုင်ငံတွင်ဓာတ်ရုလက်နဲ့သုံးစွဲမှုတွေဟာသမရဘာရှာအာဆတ်အစိုးရတပ်တွေရဲ့လက်ချက်ဆိုတာကုလသမဂ္ဂအစိုးရခန်းစားကအတီးပြုတ်ခဲ့ပြီးမို့လူညွန်ကြီးကောင်စီအနေနဲ့အချိန်ဆွဲမှန်တွေတင်းတဲ့အကြောင်းအမေရိကန်နိုင်ငံသားကြီးဝန်ကြီးဂျွန်ကယ်ရီကပြောကြားလိုက်ပါတယ်။အချိန်အတိုင်းတာတိုးတောင်းတဲ့အတွက်ကမ္ဘာနိုင်ငံတွေရဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ကုလသမဂ္ဂအနေနဲ့ တီးပြီးသားအချက်တွေပေါ်မှာထပ်ပြီးငင်းခုံမနေသင့်တော့ဘူးလို့မစ္စတာဂျွန်ကယ်ရီကဂျာတာပရီနေကဝါရှင်တန်မြို့တော်မှာပြောဆိုလိုက်ပါတယ်။ဆီးရီးယားနိုင်ငံကဒါရူးလက်နက်တွေဖျက်သိမ်းရေးကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့မဖြစ်မနေလိုက်နာရမယ်ထိရောက်တဲ့အရေးယူမှုတွေအမြန်ဆုံးလှုပ်ဆောင်ဖို့အရေးကြီးတယ်ဆိုပြီးတော့သူကပြောဆိုသွားပါတယ်။ VOE TV သတင်းပါအစီအစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဒီအစီအစဉ်ကိုနောက်နေ့မနေ့အစီအစဉ်သစ်မပြောင်းငယ်အထိအချိန်ချင်းထပ်မံထုတ်လွှင့်ပေးနေပါတယ်ရှင်လန်းချမ်းမြေ့ကြပါစီရှင်ရှင်လန်းချမ်းမြေ့ကြပါလိမ့်ခင်ဗျာ